ကဘာကြီးဟာမတူညီတဲ့ယဉ်ကျေးမှုတွေရိုးရတလေးတွေနဲ့ပြည့်နေနေပါတယ်။တချို့ယဉ်ကျေးမှုတွေကကျွန်တော်တို့ကိုအံ့ဩဖို့ကောင်းတော့အောင်ထူဆန်းပြီးစိတ်ဝင်စားစရာကောင်းနေပါတယ်။ဒီတစ်ခါမှာတော့ကဘာအထူးဆန်းဆုံးယဉ်ကျေးမှုတွေကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီထဲမှာတင်မကြဘူးသေးတဲ့ဒလေးတွေထုံနှံ့စင်လာတွေစိတ်ဝင်စားစရာရိုးရပုံမြင်တွေပါဝင်မှာဖြစ်ပါတယ်။ဒါဆိုရင်စတင်လိုက်ရအောင် အပိုင်းနှစ်ရာနိုမာမီလူမျိုးများအမေဇုန်မိုးတစ်တော်ပထမဆုံးအနေနဲ့ပြောပြချင်တာကအမေဇုန်မိုးတစ်တော်ထဲမှာနေထိုင်တဲ့ရာနိုမာမီလူမျိုးတွေရဲ့ယဉ်ကျေးမှုပါရာနိုမာမီတွေဟာတဘာဝနဲ့အလွန်နီးကပ်စွာရှင်သန်နေထိုင်ကြပြီးသူတို့ရဲ့ဘာသာရေးနဲ့ဓလိထုံးတမ်းတွေကထူးဆန်းလာပါတယ်ရာနိုမာမီတွေဟာဝိညာဉ်တွေနဲ့ဆက်သွယ်ဖို့အရာဟုစကားလုတ်ခေါ်တဲ့ဆေးဖက်ဝင်အပင်ကိုအသုံးပြုပါတယ်ဒီဆေးပင်ဟာသူတို့ကိုဝိညာဉ်လောကနဲ့ဆက်သွယ်နိုင်စေပြီး အနာဂတ်ကိုအကျိုးတင်မြင်နိုင်တယ်လို့ယုံကြည်ကြပါတယ်။အပိုင်း၃အာဂိုရီဆဟတ်အိန္ဒိယနောက်ထပ်ထူးဆန်းတဲ့ယဉ်ကျေးမှုတစ်ခုကတော့အိန္ဒိယနိုင်ငံမှာရှိတဲ့အာဂိုရီဆဟတ်တွေပါ။အာဂိုရီတွေဟာဟိန္ဒူဘာသာရဲ့ထူးခြားတဲ့ဘာသာရေးကိုင်းတစ်ခုဖြစ်ပြီး သူတို့ရဲ့ဓလေ့ထုံးတမ်းတွေကလူအများကိုအံ့အားသင့်စေပါတယ်။ အာဂိုရီတွေဟာလူသေးကောင်းတွေနဲ့နေထိုင်ပြီး လူသေးကောင်းတွေကိုစားတောက်ကြပါတယ်။ဒါအပြင်သူတို့ဟာလူသေးကောင်းတွေရဲ့ဥကောင်းခွန်တွေကိုတောက်เสียရဖြစ်အသုံးပြုကြပါတယ်။ဒီလိုလှုပ်ခြင်းအဖြစ်သူတို့ဟာတည်ခြင်းတရားကိုကြော်လွန်ပြီးဝိညာဉ်ရေးရလွတ်မြောက်မှုကိုရရှိမယ်လို့ယုံကြည်ကြပါတယ်။အာဂိုရီတွေဟာ လော်ကီဆန်နဲ့လိုအင်ဆန္ဒတွေကိုဆွတ်လွတ်ပြီးဘာသာရေးအတွက်မိမိကိုယ်ကိုဆွတ်လွတ်ကြသူတွေပါသူတို့ရဲ့ဘဝနိလန့်ကလူများအတွက်ထိတ်လန့်စရာဖြစ်နေပေမဲ့သူတို့အတွက်တော့ဒါဟာဝိညာဉ်ရေးရလွတ်မြောက်မှုရဲ့လမ်းစာပါပဲအပိုင်း၄မဆိုင်လူမျိုးများကင်ညာနဲ့တန်ဇန်နီးယားမဆိုင်လူမျိုးတွေဟာကင်ညာနဲ့တန်ဇန်နီးယားနိုင်ငံတွေမှာနေထိုင်ကြတဲ့လူမျိုးစုတစ်ခုဖြစ်ပါတယ် ူတို့ရဲ့ယဉ်ကျေးမှုဟာရိုးရာတလေးတွေနဲ့ပြည့်နှက်နေပြီး အထူးသဖြင့်သူတို့ရဲ့လူငယ်ဘဝကနေလူကြီးဘဝကိုကူးပြောင်းတဲ့အခမ်းအနားတွေကထူးဆန်းပါတယ်။မဆိုင်လူငယ်တွေဟာလူကြီးဘဝကိုဝင်ရောက်ဖို့အတွက်ချင်းတိအမဲလိုက်ခြင်းကို ပြုလုပ်ရပါတယ်။ဒီခမ်းအနားဟာသူတို့ရဲ့ရဲရင်မှုနဲ့လူကြီးဘဝအတွက်အသင့်ဖြစ်မှုကိုစမ်းသပ်တဲ့နည်းလမ်းတစ်ခုပါ။ ဒါအပြင်မဆိုင်တွေဟာသူတို့ရဲ့ရိုးရာဝတ်စုံတွေနဲ့လူသိများပါတယ်သူတို့ဟာအနီရဝတ်စုံတွေကိုဝတ်ဆင်ပြီးဒါဟာသူတို့ရဲ့ယဉ်ကျေးမှုနဲ့တဘာဝကျန်းမ်းမှုကို ကိုးစားပြုပါတယ်မဆိုင်တွေရဲ့ဘဝဟာရိုးရှင်းပေမဲ့သူတို့ရဲ့ယဉ်ကျေးမှုနဲ့ဓလိထုံတန်းတွေကကဘာကြီးကိုစိတ်ဝင်စားစေပါတယ်အပိုင်းငါစန်တင်နလီလူမျိုးများအက်ဒမန်ကျိုးစု စန်တင်နလီလူမျိုးတွေဟာ အက်ဒမန်ကျွန်းစုမှာနေထိုင်တဲ့လူမျိုးစုတစ်ခုဖြစ်ပြီးသူတို့ဟာခေတ်သစ်လူဖွဲ့စည်းနဲ့လုံးဝဆက်သွယ်မှုမရှိဘဲနေထိုင်ကြပါတယ်။သူတို့ဟာကမ္ဘာအထူးကြံဆုံးလူမျိုးစုတွေထဲမှာပါဝင်ပြီးသူတို့ရဲ့ယဉ်ကျေးမှုနဲ့ဘဝနေထိုင်မှုပုံစံကိုလေ့လာဖို့ခက်ခဲလာပါတယ်။စန်တီနလီတွေဟာပြင်ပလူတွေကိုအလွန်ရန်လိုပြီးသူတို့ရဲ့နေမျိုးကိုဝင်ရောက်လာသူတွေကိုလက်နက်တွေနဲ့တိုက်ခိုက်လေရှိပါတယ် ဒါကြောင့်သူတို့ရဲ့ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းတွေကိုလေ့လာဖို့မဖြစ်နိုင်သေးပါဘူး။ဒါပေမဲ့သူတို့ဟာတဘာဝနဲ့အလွန်နီးကပ်စွာရှင်သန်နေထိုင်ကြပြီးခေတ်သစ်လူဖွဲ့စည်းရဲ့လွှမ်းမိုးမှုကနေကင်းဝေးနေတဲ့လူမျိုးစုတွေထဲမှာပါဝင်ပါတယ်။အပိုင်း6ဟူလီဝစ်မန်ပပူအာနယူကီနီပပူအာနယူကီနီနိုင်ငံမှာနေထိုင်တဲ့ဟူလီဝစ်မန်တွေဟာ ူတို့ရဲ့ထူးခြားတဲ့သဘင်ပုံစံတွေနဲ့လူသိများပါတယ်။ဟူလီဝဲမန်းတွေဟာသူတို့ရဲ့သဘင်ကိုအသုံးပြုပြီးအုတ်ထုတ်တွေသဘင်ပုံစံတွေဖန်တီးကြပါတယ်။ဒီအုတ်ထုတ်တွေဟာသူတို့ရဲ့လူမှုရေးအဆင့်တန်းနဲ့လူကြီးဘဝကိုပြသရမှာအရေးပါပါတယ်။ဟူလီဝဲမန်းတွေဟာသူတို့ရဲ့သဘင်ကိုပြုပြင်ဖို့အတွက်အချိန်အများကြီးပေးပြီးဒီလိုလှုပ်ခြင်းအဖြစ်သူတို့ရဲ့ယဉ်ကျေးမှုနဲ့ရိုးရာဓလေ့တွေကိုထိန်းသိမ်းကြပါတယ်။ဒါအပြင် ဟူလီဝင်မန်းတွေဟာသူတို့ရဲ့ရိုးရာနှကူခွေမှုတွေနဲ့တဘာဝပတ်ဝန်းကျင်ကိုကာကွယ်တဲ့ဓလေ့တွေကိုဆက်လက်ထိန်းသိမ်းထားကြပါတယ်။ဟူလီဝင်မန်းတွေရဲ့သပင်းပုံစံတွေဟာသူတို့ရဲ့လူမှုရေးအဆင့်အတန်းကိုဖော်ပြရမှာအရေးပါပါတယ်။ဥပမာအားဖြင့်လူငယ်တယောက်ဟာလူကြီးဘဝကိုဝင်ရောက်ဖို့အတွက် သူတို့ရဲ့သပင်းကို ပြုပြင်ပြီး အုတ်ထုပ်တစ်ခုကိုဖန်တီးရပါတယ်ဒီလိုလှုပ်ခြင်းအဖြစ် သူတို့ဟာလူကြီးဘဝကိုဝင်ရောက်ပြီးလူမှုအတိုင်းဝိုင်းထဲမှာအရေးပါတဲ့နေရာကိုရရှိပါတယ်ဟူလီဝဲမန်းတွေရဲ့ယဉ်ကျေးမှုဟာသူတို့ရဲ့တဘာဝပတ်ဝန်းကျင်နဲ့အလွန်နီးကပ်စွာရှိနေပါတယ်သူတို့ဟာတဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့အတွက်ရိုးရာဓလေ့တွေကိုဆက်လက်ထိန်းသိမ်းထားကြပါတယ် ဒါအပြင်သူတို့ဟာသူတို့ရဲ့ရိုးရာနှက်ကိုးကွယ်မှုတွေကိုဆက်လက်လှုပ်ဆောင်ပြီးသူတို့ရဲ့ယဉ်ကျေးမှုကိုထိမ့်သိမ်းထားကြပါတယ်။ဟူလီဝင်မန်းတွေရဲ့ယဉ်ကျေးမှုဟာကဘာကြီးအတွက်အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။သူတို့ရဲ့ထူးခြားတဲ့သဘင်ပုံစံတွေနဲ့ရိုးရာဓလေ့တွေဟာကဘာကြီးရဲ့ယဉ်ကျေးမှုဆုံးလင်မှုကိုပြသရရှိပါတယ်။အပိုင်းခုနှစ် နီကုံဒါဆိုရင်ဒီနေ့အတွက်ကမ္ဘာအထူးဆန်းဆုံးယဉ်ကျေးမှုတွေအကြောင်းပြောပြခဲ့ပါပြီ။ယာနိုမာမီတွေရဲ့ဝိညာဉ်လောကနဲ့ဆက်သွယ်မှုအာဂိုရီဆက်ဟက်တွေရဲ့ထူးဆန်းတဲ့ဘာသာရေးတလေးတွေမဆိုင်တွေရဲ့ရိုးရာတလေးတွေစန်တင်နီတွေရဲ့လူသားတွေနဲ့ကင်းကွာမှုဟူလီဝင်မန်းတွေရဲ့ထူးခြားတဲ့သဘင်ပုံစံတွေစတာတွေကိုသိရှိခဲ့ရပါပြီ။ဒီလိုယဉ်ကျေးမှုတွေဟာကမ္ဘာကြီးရဲ့စုံလင်မှုကိုပြသလျက်ရှိပါတယ်။ တွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်။